မင်္ဂလာပါနေနေဧပြီလ23ရက်နေ့မှာဒီကဘာမှာအရေးကြီးတဲ့ဆွေးနွေးပွဲတစ်ခုပေါ့နော်အဲ့နေရာနေပြီးတော့ကဘာအစ်စ်음မိထားတောက်နိုင်တယ်လို့အနေထားရှိပေါ့ကိုကကျွမ်းလို့တော့မဟုတ်ပါဘူးလက်ရှိအနေထားမှာအမေရိကန်ကသူ့ရဲ့အစ်စ်အင်အားကိုပြသပြီးတော့အာအီရန်ကိုဆွေးနွေးမလား ဆွေးနွေးရဆိုတာကနျူကလ িয়ার လက်နက်စွန့်လို့မလားစစ်တိုက်မလားပေါ့အဲကြောင့်လဲဆိုတော့ဒီ American တွေက aircraft carriers တွေပုံမှန်မြင်တွေ့တဲ့အတိုင်းပဲဒီမှာနေနေတဲ့မော်တွေအာ steep bombers တွေပုံမှန်မြင်နေရတဲ့အဲကိုပြောဘုံကျက်လေးနေရအနေရယူထားပြီးသွားပြီလက်တကမ်းမှာ even လက်တကမ်းမှာပေါ့နော် US power တဲ့ on display ဆိုတာပြသတာ ပြသထားတဲ့ US ကစီအင်အားပေါ့အဟက်ရဆိုတာက လာမဲ့ဂျိုတင်ပြီးတော့အလိုတွေပဲရအီရန် talks ပေါ့လာမဲ့ဆွေးနွေးပွဲပေါ့ဆိုတော့ဘာဖြစ်လာမလဲဆိုတာကတော့နောက်ထပ်တစ်ခုကြည့်မယ်ပေါ့နော် Trump ဘာမှအဆုံး admin ကအဲဥစ္စာရေးဖွဲ့ရပေါ့နော် issues ထုတ်ပြန်ထားတယ် statement အာ ဆိုပြီးချက်တစ်ခုထုတ်ပြန်လာတယ်သူမို့ဖော်ပြချက်တစ်ခုပြတာလေ after real face to face meeting အမြင်ချင်းဆိုင်တွေ့တာကသူနှစ်ယောက်မတွေ့ဘူးအခုပုံမှန်ဖော်ပြတာမတွေ့ဘူးအတူပဲအဖွဲကိုပဲအဖွဲ admin နေနဲ့တွေ့တယ်ဒီဘက်ကကျတော့ iran ကကျတော့ leadership ကောင်းဆောင်ပိုင်းနေနဲ့တွေ့တယ်ဒါလည်း admin မှာပေါ့ကောင်းဆောင်ပိုင်းနေနဲ့အဓိကတွေ့တယ်အဲတွေ့တယ်ဆိုတော့အဲ့တော့အရင်မှတစ်ခုရှိတာက ကျွန်တော်ဖတ်ဖို့တယ်ပေါင်းမောင်ကိုကိုကပြီးတော့ဖတ်တာကအရင်မှာကอืมဘာ short ထားလဲဆိုတော့အီရန်က short တယ်ဆိုတော့ငါတို့နျူကလ িয়ার ဆွန့်လို့မယ်အရှိအလေပိုင်းမှာနျူကလ িয়ার ပိုင်တဲ့နိုင်ငံတွေမရှိအောင်သူတို့လည်းဆွန့်လို့ခိုင်းပါလို့ပြောတော့ American ဘာပြောမလဲပေါ့အဲ့တော့အဲ့လိုပဲပြောမလား မသိဘူးအာအချင်းတွေတခုရှိတယ်ပေါ့အဲ့တော့ပညာရှင်တွေသုံးသက်တာကဇူလိုင်မတိုင်ခင်မှာဒီအီရန်စစ်ပွဲဖြစ်မယ်အစ္စရေးနဲ့ဖြစ်မှာအမေရိကန်အီရန်အစ္စရေးပဲထောက်ထောက်ခံမှာအထောက်ခံမှာပေါ့နော်လက်ရှိလက်ရှိမှာဒီရုရှားစစ်ကမဆုံးမသက်ဘူးခေါင်းဆောင်ပြောင်းမယ်ဟုတ်ဥရောပခေါင်းဆောင်ကအင်္ဂလန်နဲ့တွားပြီးတော့ထိတ်တိုက်တွေ့ပြီးတော့သူနှစ်သူနှစ်ဖွဲ့ဥရောပနဲ့ ဘာနဲ့တွေ့နေမှာရုရှားနဲ့တော့